ုတ်ကဲ့ဒီကနေ့တိုက်ချက်ကဘာအပိုင်းကိုအဖြစ်ပြောပြပေးသွားခြင်းတဲ့အကြောင်းအရာကတော့ကျက်နာကာကွယ်ဖို့နဲ့ကုသဖို့အရေးတကြီးလိုအပ်တဲ့စင်တုံးမနွယ်စေဖော်ဆပ်ပုံနဲ့အသုံးပြုပုံကိုပြောပြပေးခြင်းပါတယ်စင်တုံးမနွယ်ပင်ကိုအပေါ်ကွန်ခွာပြီးပင်စီကိုနှုံနှုတ်ဆင်းပြီးအချောက်လန်းထားပါစင်တုံးမနွယ်ခြောက်ရင် အမုံကျိတ်ဆက်မှာညက်အောင် အမုံပြုတ်လုပ်ထားပါစင်တုံးမနွယ်အမုံ30သားနနွင်းကားမုံ3ချက်သား ပြားရည်စစ်စစ်ကိုဆေးလုံးကောင်းယုံပြားရည်ဆချင့်ချိန်ပြီးတော့ထည့်ရပါမယ်ဆေးလုံးကိုသေးသေးလေးတွေလုံးပြီးတော့နေပူမှာအချောက်လန်းထားပါဆေးလုံးကကြီးရင်ပြားရည်များရင်တော်တော်နဲ့မချောက်နိုင်လို့ဖြစ်ပါတယ်ပရာဆေးဆိုင်တော်တော်များများမှာစင်နှုံးမနွယ်ဆေးမုတ်နနွင်းကားမုတ်အလွဲတကူဝယ်လို့ရပါတယ်ဆေးလုံးမလုံးပဲပြားရည်နဲ့ဖန်ပလင်းထဲမှာထည့်စိန်ထားရင်လည်းနေပူမှာပြထားပြီးတော့ကြာရှည်ထားလို့ရပါတယ်ဤမှာ ကြက်တကောင်တခါတိုက်မနဲ့ကိုလက်ဖက်လက်ဖက်စားစုံနဲ့တစုံညနေကိုလက်ဖက်စားစုံနဲ့တစုံတိုက်ကြွေးလို့ရပါတယ်ကြက်တကောင်ကိုနေ့စဉ်စင်တုံးမနွယ်စေးလုံးမနဲ့နှစ်လုံးညနှစ်လုံးတလားလောက်ပုံမှန်တိုက်တိုက်ကြွေးထားရင်ကြက်နာနဲ့ကြက်ချေးစိမ်းချေးပြူသွားတာကြက်ကုတ်တာအားလုံးကာကွယ်ပြီးသားရပါတယ် ကြက်ကုတ်တာကိုစသီးတာနဲ့အေးပတ်တာတို့ယာဒီအပြောင်းမှာကြက်ကုတ်တာကိုစသီးတာနဲ့ဆင်နှုံးမနွယ်ဆေးလုံးမနဲ့ကို၃လုံးညကို၃လုံးပုံပုံမှန်တိုက်ပြင်၃ရက်လောက်ဆိုပြန်ကောင်းပါတယ်ဆင်နှုံးမနွယ်တို့ပြားရည်တို့ဆိုတာမသေးသေးအသက်ရှည်သေးအမျိုးအစားထဲမှာပါပါတယ်ဆင်နှုံးမနွယ်ပင်ကိုအောက်ပင်စီတွေကိုဖြတ်ထားရင်လည်းသူကတစ်ပင်ပေါ်မှာရှိတဲ့ပင်စီကနေပြီးတော့အောက်ကိုအမြစ်တွေဆင်းလာပြီးတော့မြေကြီးထဲပြန်ဝင်ပြီးတော့ဆက်ပြီးတော့အသက်ရှင်ပါတယ် မတည်နိုင်တဲ့အစင်တော့မနယ်ပင်ပေါ့ပြားရည်ဆိုတာလဲနှစ်ပေါင်းကိုယာချီထားလို့ရတဲ့အမျိုးအစားဖြစ်ပါတယ်တကာပေါအောင်ပြားရည်ကိုနှစ်ပေါင်းယာနဲ့ချီပြီးတော့ထားလို့ရတဲ့အမျိုးဖြစ်ပါတယ်နောက်တစ်ခါကြက်တွေကိုအားရှိစေလို့တဲ့အစာစားနဲ့လို့ကြက်တွေအားအင်ကုန်ခန်းတဲ့ကြက်တွေအတွက်ဒါမှမဟုတ်ဝိုင်းသုံးပြီးတော့အားအင်ကုန်ခန်းနေတဲ့ကြက်တွေအတွက်ဖလံမြူဖြစ်နေတဲ့ကြက်တွေအတွက်ကိုတော့စတုမတူပေါ့ဘယ်ဆေးတိုက်ကထုတ်တဲ့စတုမတူပဲဖြစ်ဖြစ်ကျွန်တော်ကတော့ ဧကဘာစေးတိုက်ကထုတ်တဲ့စတုမတူကိုမနဲ့ကိုတစွန်ညနေကိုတစွန်ပုံမှန်ကျွေးပေးလို့ရှိရင်15ရက်ကနေတလအတွင်းကိုတိတိတာတာသွေးသားဒီပြန်လဲကောင်းမွန်လာတာကိုတွေ့ရပါတယ်။နောက်ရက်ဒီကြရင်တော့ကျွန်တော်စင်လုံးမနွယ်စေးလုံးနဲ့နောက်တကစတုမတူစေဖို့ဆက်ပုံကိုလည်းပြောပြပေးသွားအောင်ပါဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့။နောက်ရက်များမှာတိုက်ချက်နဲ့ပတ်သက်တဲ့တိုက်ချက်ကဘာ အပိုင်း30အပိုင်း71စသဖြင့်ဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်အကောင့်လေးကိုအပေါင်းလေးနှိပ်အသေးလေးပေးပြီးတော့များများ ပြန်ရှယ်ပေးကြဖို့မေတ္တာရက်ခံရပါတယ်အားလုံးမင်္ဂလာပါဟုတ်ကဲ့ခင်ဗျဒီနေ့တိုက်ချက်ကဘာအပိုင်း3ဖြစ်ဆက်လက်ပြောပြပေးသွားခြင်းနဲ့အကြောင်းအရာကတော့တိုက်ချက်ဒီမှာ ဖြစ်တဲ့နှာရည်ယိုခြင်းနှာပိတ်ခြင်းချွဲထခြင်းကြက်မှိုင်တွေခြင်းကြက်ကုတ်ခြင်း ခြေပြူခြေစိမ်းသွားခြင်းအစာမကြေခြင်းတွေကိုကုသတဲ့နည်းပါ ကျက်နာရီယူတာနှာပိတ်တာတွေအတွက်လူတွေနှာစင်းရင်တောက်တဲ့ citizen ပါဝင်မှုအားနည်းတဲ့ဟာပါဝင်မှု အားအနည်းငယ်ဒါပါတဲ့ citizen တရက်ကိုတရောင်းတိုက်ပါကျက်နှာခေါင်းပေါက်တဲ့ဦးလူတွေမှာနှာပိတ်ရင်နှာစီးလို့နှာပိတ်ရင်ထည့်ရတဲ့နှာခေါင်းအဆက်ချစီတစ်ဖက်ကို20မှ30ထည့်ပါ ဘယ်နှခေါင်းအဆက်ချစီဘယ်နိုင်ငံတို့နှခေါင်းအဆက်ချစီဖြစ်ဖြစ်အကျက်ကအဆင်ပြေပါတယ်ကျွန်တော်အသုံးများတာကတော့ Afrin ဆိုတဲ့ Afrin ဆိုတဲ့နှခေါင်းအဆက်ချစီကိုအသုံးများပါတယ်နှခေါင်းအဆက်ချစီကိုတစ်ဖက်ကို2ဆက်ကနေ3ဆက်တစ်ရက်ကို3ချိန်ကနေ4ချိန်ထိထည့်နိုင်ပါတယ်နောက်တစ်ခါအမောင်းစလင်ပေါ့လူတောက်တဲ့အမောင်းစလင်ကိုတော့တရာအားပေါ့တရာအားမရမှ250အားဝယ်ပြီးတော့တစ်ရက်ကိုတစ်ထောင်နဲ့3ရက်လောက်တိုက်ထားပေးပါ လူတွေမှာလဲနှာစေးပြီးရင်ချွဲထတာတို့ယင်ကြတာတို့အတန်ဝင်တာတို့နောက်ဆက်တွဲဖြစ်ဖြစ်ဖြစ်တယ်လို့ကြက်တွေမှာလဲဖြစ်ပါတယ်ထိုင်းနိုင်ငံကထုတ်တဲ့ CRD ချွဲစည်းတော်ဝန်ချွဲစည်းနဲ့ကျွန်တော်တို့ရွှေရောင်အပတ်လေးနဲ့ထိုင်းစာလိုပဲရေးထားတာဖြစ်တဲ့အတွက်အဲ့ရွှေရောင်အပတ်လေးနဲ့ချွဲစည်းပေါ့သူကတော့အဆက်ချစည်းလေးတွေအဲတခါတိုင်းရင်ကြက်ကို3ဆက်လောက် တခါတိုက်ရင်30လောက်နဲ့3ရက်လောက်ဆက်တိုက်ထားရင်အဆင်ပြေပါတယ်နောက်တခါချွဲစုထိုင်းနိုင်ငံကထုတ်တဲ့ကြက်အတွက်ထုတ်တဲ့ချွဲစီပဲချွဲစုချွဲကြောက်နှစ်မျိုးလုံးကိုပျောက်တဲ့ရွှေရောင်နဲ့အတောင်လေးတွေပါတယ်ပေါ့နော်ဟိုအတောင်လေးတွေပါတယ်ဆေးထုတ်လာပါတယ်အဲ့ဒါတရက်ကိုတထောင်လုံးနဲ့3ရက်ဆက်တိုက်ရင်ကိုချွဲစုရောချွဲကြောက်ပါနှစ်မျိုးလုံးပျောက်ပါတယ်ထိုင်းနိုင်ငံတို့ချွဲစီတွေရဲ့အားနေချက် လို့ခေါ်ရမလား side effect လို့ပဲပြောရမလားကြက်တွေမှာအာရုတ်တာဒူးပြောတာတွေဖြစ်တတ်လို့ကြက်ကိုဆေးတိုက်ပြီးရင်ဝိုင်းသွားတာတို့ခွက်လက်ပုတ်တာတို့အ ਨੇ ဆုံးနှစ်ပတ်ခန့်နားရပါတယ်နားဆေးတာချွဲပိတ်တာကိုကုသတဲ့ဗမဆေးနီးကတော့ဟိုကြက်တောင်တစ်ချောင်းကိုယူပါကြက်တောင်ကိုထွန်းရွှေဝါစီပါပါလေးလုပြီးတော့ကြက်ရဲ့လယ်ချောင်းတဲကိုထည့်ပြီးတော့ထည့်ကြပြီးချက်ချင်းဆွဲနှုတ်ပါကျက်မျက်နာမဲသွားလို့မစိုးရိမ်ပါနဲ့ကျက်တွေကချွဲတွေကိုနှာပုတ်တွေကိုသူ့လိုလို့ ခါထုတ်ပါလိမ့်မယ်ကြက်တောင်မှာထွန်းရွှေဝါလူပြီးတော့ကြက်ထုတ်တာကိုတရက်နှစ်ကြိမ်လုပ်ပေးပါတပတ်လောက်လုပ်ပင်းကိုအစင်ပြပါတယ်နှစ်ခေါင်းအပေါဝါကြက်ရနှစ်ခေါင်းအပေါဝါကိုလည်းထွန်းရွှေဝါလေးပါပါလူပေးပါသူကနှာစည်းတဲ့ဟာတွေကိုခါထုတ်ပါလိမ့်မယ်ကြက်ချွဲထတာနဲ့အစာမကြေတာဖြားနာတာတွေအတွက်တိုက်ရမယ်မြမဆေးစွမ်းကောင်းတက်လက်ကိုပြောပါပြောပြပေးခြင်းပါတယ်ချဲ က်ချွဲထတာအစာမကြေတာဖျားနာတာအတွက်တိုက်ရမယ်မြမစေသောကောင်းတစ်လက်ကတော့ကျိုးပင်ကောက်ရွှေသမင်းတငယ်နာဘောင်းကျုပ်စီကိုစေးမကြီးစေနှစ်စေးကတခါတိုက်ရင် နှစ်စေးကကွန်းရွက်ထံပါထည့်ပြီးတော့ကွန်းရလုံးရာတယ်လို့ရာပြီးတော့ကြက်ကိုတရက်ကို၃ချိန်ခွန့်ပေးပါခင်ဗျာတံမိုးလဲတက်တာပြီးတော့ထိရောက်ကောင်းမွန်တဲ့တိုင်းရင်စေးဖြစ်ပါတယ်ကြက်တကောင်ကို၃ဘူး၄ဘူးလောက်ဈေးရလည်းမများဘူး၃ဘူး၄ဘူးလောက်ကုန်လို့ရှိရင်ကိုအဆင်ပြေပါတယ်ခင်ဗျာ ချွဲထားတဲ့ကြက်တွေကိုနောက်တနည်းရတော့ပြားရည်စစ်စစ်နဲ့တံမြာရည်နဲ့အနှဲငယ်ရောပြီးတော့နေ့စဉ်တရက်ကိုနှစ်ဆုံးကနေသုံးဆုံးတရက်ကို၃ချိန်တိုက်ပေးပါရဲရိုသည်အမဲ့ကိုလည်းပြားရည်နဲ့ရောဖြော်ပြီးတော့တစ်ခါကျွေးရင်နှစ်ဆုံးကနေသုံးဆုံးပေါ့ရဲရိုသည်အလောတော်အနေတော်ရဲရိုသည်တစ်လုံးဆိုရင် ကြက်တစ်ကောင်ကိုတရက်စာပေါ့ကျွေးပေးပါရဲရိုသည်နဲ့ပြားရည်နဲ့ကောင်းကျိုးကတော့ကြက်တွေချွဲထားတာကြက်လေးပြွန်ရောင်တာ နာပိတ်တာတွေကိုလည်းတက်တာပျောက်ကင်းစေပါတယ်လူတွေကိုလည်းချွဲကြက်တာယင်ကြက်တာနဲ့ပန်းနာယင်ကြသမားတွေလည်းရဲရိုသီးကအလွန်အင်မတန်ကောင်းဝင်တဲ့ဆေးဖြစ်ပါတယ်ရဲရိုသီးမှာပါတဲ့အဆေ့ကတော့မာတဲ့အတွက်လူတွေအတွက်ဆိုရင်ဥအတက်သေးကိုရောက်နိုင်လို့ရဲရိုသီးအဆေ့ကိုပြောင်းစင်အောင်စစ်ထုတ်ပြီးဖယ်ထုတ်ပြီးမှပြားရည်နဲ့ဖြော်တာကောင်းပါတယ်လူအတွက်ဆိုရင်တော့ရဲရိုသီးကအဆေ့မပါမှပိုအဆင်ပြေပါတယ်ခင်ဗျာ ကျက်နာဝင်ပြီလို့ယူဆတာနဲ့ခြေစင်းခြေပြူသွားနေကြက်ကုတ်နေရင်ရွှေသမင်တန်ငန်းနာဘောင်းကျုပ်စီကိုတဏာဤတစ်ချိန်ပေါ့ကွန်ရွက်ပြုတ်ရည်လေးနဲ့တိုက်ပေးပါတဏာဤကိုတစ်ချိန်ခုနကကျွန်တော်ပြောသလိုဆေးမကြီးစေးနှစ်ဆေးခန့်ကိုတဏာဤကိုတစ်ချိန်တိုက်ပေးလို့ရှိရင်ကျက်နာဝင်တာကိုကုသပြီးသားဖြစ်ပါတယ်နောက်ထပ်တိုက်ကြက်အတွက် မရှိမဖြစ်ပေါ့နောက်ထပ်တိုက်ကြက်အတွက်မရှိမဖြစ်ဆောင်းထားတဲ့နဲ့ကြက်သမားတိုင်းဆောင်းထားတဲ့နဲ့ဆေးရတော့စင်လုံးမနွယ်ဆေးလုံးပဲဖြစ်ပါတယ်စင်လုံးမနွယ်ဆေးလုံးကို စေးတိုင်းနေမှာမေးဝယ်ပါလုံမီသားဝယ်လို့မရရင်တော့ကျွန်တော်စင်တုံးမွန်ရဲစေးမုံက30တာနနွင်းကားက3နနွင်းကားအမုံက3ကြက်တာကြားရည်စစ်စစ်တို့ရောလုံပြီးတော့ဆောင်းထားပေးပါ နေပူလှမ်းထားရင်6ပါတယ်ဗျစေးကိုသေးသေးလုံးမှသာစေးလုံးကကြားရည်ပါတဲ့အတွက်6တာဖြစ်ပါတယ် ကျက်နာဝင်တာခြေဘူးခြေသိမ့်သွားတာကြက်အစာမကြေတာတွေအတွက်ကြိုတင်ကာကွယ်ဖို့ရောကုသဖို့ပါတိုက်ချက်ကိုတရက်ကိုစင်လုံးမနဲ့စေလုံးနှစ်လုံးပုံမှန်တိုက်ပေးသင့်ပါတယ်ကြက်တွေဝိုင်းသွားကနေ၁၀ရက်အလိုလောက်ကစပြီးဈေးတိုက်တာတွေရပ်နှားထားပါမယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အကောင့်လေးကိုအပေါင်းလေးနှိပ်အသေးလေးပေးပြီးတော့များများပြန်ရှယ်ပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ခင်ဗျဒီကနေ့တိုက်ချက်ကဘာအပိုင်း၁၀နှစ်အဖြစ် ကြက်တွေအတွက်ပင်စိမ့်ပင်ရဲ့အတုံးဝင်ပုံကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ကြက်တွေအတွက်ပင်စိမ့်ရွက်လက်တဆုပ်လောက်ကို ထောင်းပြီးတော့အရင်ညစ်ရတဲ့ပင်စိမ့်တတ်ထုရည်ကိုတံမရာရည်နဲ့ရောဖြော်ပြီးတော့ကြက်မှာဖြစ်တဲ့ပွေးကြတဲ့နေရာတွေကိုတရက်2ချိန်မှ3ချိန်လိမ့်ပေးရင်ကိုယ်ရောဂါကောင်းကောင်းပျောက်ကင်းပါတယ်။နေ့စဉ်ကြက်တွေကိုပင်စိမ့်ရွက်အနေငယ်ပုံမှန်ကျွေးပေးရင်ကြက်ဝမ်းမတတာတန်ထတာကိုပျောက်ကင်းစေပြီး အစာစားခြင်းစိတ်ကို ပုံပုံဖြစ်ပေါ်လာစေပါတယ်။ခန္ဓာကြက်ရဲ့ဝမ်းကိုတန့်စေတာဖြစ်ပါတယ်။ပင်စိမ့်မေတပင်လုံးကိုထူထောင်ပြီးရတဲ့အရေကိုညာပိုင်းကြက်ရဲ့အမွေးမရှိတဲ့ခန္ဓာကိုပေါင်တို့ယင်ဘတ်တို့လေပင်တို့မျက်နာတို့အဲ့နေရာတွေကို ပင်စိမ့်ရေပါပါလူပင်ချင်ကြိုက်တာကိုတတ်တာစေပါတယ်။အမွေးတောင်တွေတဲကိုတော့မလူရပါဘူး။အေးပတ်မှာဆိုလို့ဖြစ်ပါတယ်။ကြက်မွေးပြောင်နေတဲ့နေရာတွေကို ပင်စိမ့် ရွက်အရေကိုလူပေးခြင်းဟာချင်ကြိုက်တာကိုအင်မတန်မှတက်တာစီပါတယ်လူတွေချင်ကြိုက်တက်တာအောင်လို့လဲပင်စိမ့်ရွက်တတ်ထုရေကိုလိမ့်ပေးဖြန်းပေးရင်ရပါတယ်ကြက်ချံတွေမှာပင်စိမ့်မင်ကို6တဲ့အထိဆွဲထားပေးပါကြက်တန်းကြက်လေးဓမ္မတက်တာပျောက်ကင်းစေပါတယ်နောက်တော့ကအိမ်ဝန်းခြံဝန်းတွေထဲမှာပင်စိမ့်မင်စိုက်ထားခြင်းအဖြစ်မွေစိုးအန္တရာယ်မှကာကွယ်ပေးပါတယ်ခင်ဗျာ ဟိုကျွန်တော်လက်ထက်မှာဂိုင်ထားတာကတော့ကျိုးပင်ကောက်ရွှေသမင်ဆေးလိုက်ကထုတ်တဲ့ရွှေသမင်တငယ်နာပေါင်းချုပ်ဆေးဒီဆေးဘူးလေးတွေဟာတိုက်ချက်တွေအတွက်ကြက်ကုတ်တာခြိတာအေးဖန်းတာနဲ့ကြက်ချီးဘူးခြေစိမ်သွားတာယောဂတော်တော်များများအတွက်တော်တော်အသုံးတည့်တဲ့ဆေးမှုဆောင်ထားသင့်ပါတယ်လို့အကြံပြုလိုပါတယ်တိုက်ချက်နဲ့ပတ်သက်တာကိုသိလိုသူများအတွက်တစ်တော့မှာတိုက်ချက်ကဘာအပိုင်းတစ်ကနေစနစ်ထိကျွန်တော်တင်ဆက်ပေးထားပါတယ် ရိုက်ရှာကြည့်ပြီးတော့များများပြန်ရှယ်ပေးကြပါကျွန်တော်ရဲ့အကောင့်လေးကိုလည်းအပေါင်းလေးနဲ့အသေးလေးပေးပြီးတော့များများပြန်ရှယ်ပေးကြပါလို့ချင်းမိတ်ဆွေညီကိုများအားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာ